ချို့ပါဒီနေ့တော့ပင်လက်စာကြိုက်တက်တဲ့သူလေးတွေအတွက်ဘဇုံနဲ့ခင်းမုံကိုရှုရှဲချင်간ဆက်အတွဲသုံးစာနည်းလေးပြန်လည်းမျှဝေပေးသွားမှာဖြစ်ပါရှင်မိဘပဇွန်နဲ့ကင်းမွန်တုတ်ပလေးလှုပ်ရှားဖို့အတွက်ကတော့ပဇွန်ကင်းမွန်ကြက်သွန်ဒီတက်မြသည်နဲ့နန်းနန်းမင်းတို့အထူးကတူရပါရဲ့နော် ရေးတိချစိတ်ထားတဲ့ကင်းမုံနယ်ပစုံကိုယေစုစုမှမိနစ်နဲ့ငယ်လောက်ပြုတ်ပေးလိုက်ပါရဲ့ရှင်။ဒါကတော့ပစုံတုပ်ဖို့အတွက်ငပီထောင်းလေးလုံးမှဖြစ်ပါရဲ့နော်။ချက်သွန်ဖြူနေုပ်သီးတို့ကိုအခုခွာရေးစေးပြီးစိတ်ဖို့ပြင်ဆင်ပါရဲ့ရှင်။ရေုပ်သီးချက်သွန်ဖြူချိန်မဲ့အထဲကိုငပီဖုံးနဲ့ပစုံကြောက်ထည့်ပြီးရောကျိတ်လိုက်ပါရဲ့နော်။ ဟပီတောင်းလေးလိုက်ရပြီဆိုတော့အနှဲငယ်ပြုတ်ထားတဲ့ဘဇုံလေးကိုအခုံခွာလိုက်ပါရဲ့ရှင်။တောက်တော့မယ်ဆိုရင်တော့ကျွတ်ကျွတ်လေးနဲ့စားလို့အရင်ကောင်းတယ်စက်သုံးနီကိုလည်းထဲသုံးမှဖြစ်ပါရဲ့နော်စက်သုံးနီပြင်ဆင်ပြီးသွားရင်တော့နန်းနန်းမင်းလေးလည်းလည်ထားလိုက်ပါမယ်ရှင်ဘက်ကူရိုးရှင်းနဲ့ပင်နဲ့စားအတုပ်ကလေးဖြစ်တဲ့အတွက်အစားပလာကအများကြီးမလိုပါဘူးနော် ရိုးရိုးရှင်းရှင်းလေးနဲ့အလွယ်ဆုံးစလို့ရအောင်ဒီမေးထားတာဖြစ်ပါရဲ့ရှင်။တုံးမဲ့အထဲကိုကင်းမွန်ပစွန်ကြက်တော်နီနဲ့နနမင်းတို့ကိုထည့်ပြရတယ်အစင်တင်ပြင်ဆင်ထားတဲ့ငပီတောင်းကိုပါခဲပါရဲ့နော်ပြီးရင်တော့အရသာအနေနဲ့စာပကြားငံပြရီတို့ကိုထည့်ပြပါရဲ့ရှင်ကြက်တော်ဖြူစီကြံဖုံးပွင့်လေးကိုလည်းထည့်ပြထားပါရဲ့နော်ချင်းငံဇက်ကလေးဖြစ်သွားအောင်တံမြလေးလေးလည်းညှစ်ထည့်ပြထားပါရဲ့ရှင် ဒါဆိုရင်တော့ပေးလက်စာကြိုက်တဲ့သူလေးတွေအတွက်ရွယ်ကူရရှင်ပြီးစားလို့အရန်ကောင်းတဲ့ရှူရှဲပစွန်ကင်းမွန်တုတ်ကလေးရသွားပါပြီညောအရသာနဲ့အောင်တီချာလေးနဲ့ပြေးပြီးသွားရင်တော့အရသာရှိရှိတုံးစားလို့ရပါပြီရှင်ပဇုံနဲ့ခင်မုံကိုအစိမ့်တုပ်စားတာမကြိုက်ရင်တော့အခုလိုရင်းသွေးလေးဖြောပြီးတော့ချင်းငါဇက်ကလေးတုပ်စားကြည့်လိုက်ပါနော်။အရင်စားလို့ကောင်းပါရဲ့ရှင်။တို့ရဲ့ဒီနေ့ခင်မုံပဇုံတုပ်ဗီဒီယိုလေးကိုစောင့်ကြည့်ကြည့်ရှုပေးသွားတဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါရယ်နော်။ အားလုံးပဲတာယာနှပ်ပါတဲ့နေ့ရက်လေးတွေနေ့ရက်တိုင်းပိုင်ဆိုင်နိုင်ကြပါစေရှင်မိဘွား